အမှုရခြင်းကိုနိုဝင်ဘာ19သို့ပြလိုက်သည်ထိုနေ့တွင်စေနာ၏၌အင်္ဂါထွက်ခဲ့သည်အရုနေသောအဆောင်နာရောက်လျင်ဘတ်ချစ်ခုံချသည်ဆိုသည့်ပြတင်းဖောက်ကိုငဲဆောင်ကြည့်မိသေးသည်ကျွန်တော်ရုံထိုင်သည့်ခရိုင်တရားသူကြီးရုံမှယာကြီးအဆောက်အုံမြတ်သားဖြစ်သည်ရုံတကြီးသည်ရန်ကုန်မြစ်ကိုမျက်နှာမူသည့်ကနလန်းတွင်ဆောက်လုပ်နေစေဖြစ်သည်ယခုရုံမှယာကြီးရုံဖြစ်ရာတကယ်တရားစစ်သည့်ရုံနှင့်မတူပေဤဆောက်အုံကို မော်တော်ကားကုမ္ပဏီတစ်ခုကပြကန်းအဖြစ်အသုံးပြုခဲ့ရာအောက်ထက်ရုံးခန်းသည်လမ်းမဘေးကလူသွားစင်ကြံကိုမျက်နှာစာပြထားသည်ထိုမျက်နှာစာကိုမူလူ့ဘောက်မြင်ရသည့်မှန်မှန်ဖြင့်ကထားသည်ကျွန်တော်အခန်းမှာအပေါ်တက်တွင်ရှိသည်ဘေးဘက်မြို့ကလက်လေးတွင်ကားရက်ကဘီတကားဘောက်မှအပေါ်တက်သို့တရနေထိုနေ့မနက်ကလည်းခါတိုင်းလိုပင် ကိုအခန်းရှိရသို့လာခဲ့သည်ချပရာစီကဆလံဘေးက အမှုရောညာယူပြီးနောက်ကလိုက်လာသည်ကျွန်တော်အခန်းမှာအောက်ဘက်သို့လှမ်းကြည့်လိုက်ရင်မောင်ကူမာရီလမ်းကို တမျိုးတစ်ခေါကြီးမြင်ရသည်ဒီရထားကောင်းစရာကြီးကိုလည်းမြင်ရသည်ကျွန်တော်ကိုတွေ့ရင်လူ၃၄ဦးစောင့်နေကြသည်သူတို့ကိစ္စကိုမြန်မြန်ဖြေရှင်းပေးလိုက်သည်၁၇နှစ်တွင်အမှုလိုက်ညမစည်းလေးကအလူအမှုအတွက်တရားလူတရားခံဆုံဆုံညီညီရောက်နေကြပြီဟုအစီရင်ခံသည်အမှုရဲကိုကင်ကအောက်ထက်သို့ဆင်းလာခဲ့ပြီး ရုံငန်းသက်ဝင်နေပြီးတော့ရုံထိုင်တယ်ထို့နောက်အစိုးရရှိနေဥကြော်ဦးဟာဟရုအမှုကိုစည်ရန်စတင်ဆောင်ရွက်ဖို့ပြောညီစိတ်ကူးစင်ပါပဲမြမဝလုံတော်ရတဦးဖြစ်တဲ့ဥပေါ်ထွန်းကခံရမှထပ်ပြီးရုံမင်းဖြစ်တဲ့ကျွန်တော်ထံဤသို့လျှောက်ထားလေသည်ရုံမင်းခင်ဗျာကျွန်တော်အမှုတီမကြွယ်ရဲ့ညွန်ကြားချက်အရကွလွန်သူသူမကြီးခင်မဘတ်ချက်ကိုမစ္စတာဟရုနဲ့မစ္စတာမချေတို့ကတက်တဲ့အတွက် လူသက်မှုဖြင့်စွတ်ချက်တင်ငွေပြုပါခင်ဗျာဤသို့ပြောကလည်းနှိမ့်ဆက်ရိုက်ပြီးရုံးစိတ်ခထားသောစွတ်ချက်ကိုကျွန်တော်ထံတင်နေတယ်ဤစွတ်ချက်ကိုကြားလျင်မမျော်လင့်ပဲအငိုက်မိခံရတယ်လို့ဖြစ်သွားကတရုံလုံးငြိမ်ကြသွားတယ်အရုတ်ဒီသူ့ကိုစွတ်ချက်တင်ပြီးအစိုးရရှိနေကိုသာစောင့်မျှော်နေဟန်တို့တယ်တင်ပြီးစွတ်ချက်မှာလဲပြမှုငယ်သည့်ပုံမှန်မျိုးဖြင့်တင်ကြီးဟူ၍ပင်မျှော်လင့်ထားခဲ့တယ်ယခုလိုတရားလိုဘက်ကလူသက်မှုဖြင့် သူကိုစိုးချက်တင်းဒီကိုကြားသည်ခါအနေငယ်တုံတုံလှုပ်လှုပ်ဖြစ်သွားသည်အရုသည်သူရှိနေမစ္စတာတာဝက်နဲ့ချက်ချင်းလိုလိုပင်တိုင်ပင်ဆွေးနွေးသည်မစ္စတာတာဝက်မှာ1920တွင်မော်လမြိုင်မြို့၌ဆက်ရှင်တရားသူကြီးအဖြစ်အမှုထမ်းမှုသည်ထိုစဉ်ကကျွန်တော်သည်သူ့လက်အောက်တွင်တရားသူကြီးအဖြစ်အမှုထမ်းခဲ့မှုသည်မစ္စတာတာဝက်ကပြိပတ်စုံစမ်းရသမျှတော့မကျော်ရဲ့ဆွေးချက်ဟာ ဘာမှအတိတ်ပဲမရှိဘူးမခိုင်လုံဘူးလို့ဆိုပါတယ်ယုံမင်းခင်ဗျာဒီတော့သူ့ဆွဲချက်ကို မတန်းတင်တာတင်ပြီးပယ်ဖြတ်ပေးဖို့ရှောက်ထားလိုပါတယ်ထို့အခါကျွန်တော်ကဆွဲချက်တီလာပြီးဆိုတော့ရုံထုံးဆိုင်အတိုင်းစစ်စည်းရမှာပဲမစ္စတာတာဝဲသူ့ဆွဲချက်ကခိုင်လုံနေဆိုရင် သူတင်ပြတဲ့တက်တွေတွေကိုစစ်ရမှာပဲမစ္စတာတာဝဲကဒါဆိုယုံမင်းသဘောအတိုင်းပါပဲယခုဖြစ်ပြလာပုံမှာ ရှင်းနေသည်မကြွတည် သူ့ကြတဲ့ဖြင့်ပြိဋ္ဌံတို့တိုင်ချက်ဖွင့်နေလူသက်မှုဖြင့်ဆွတ်ချက်တယ်နေပြိဋ္ဌကလက်မခံသူဖြစ်ရာအရုအာလူသက်မှုဖြင့်ဆွတ်ချက်တယ်အံကျွန်တော်ကြောင့်တို့ဥတိုက်လျှောက်ထားသည်ဥပဒေကလည်းဤလုံထုံးကို ခွင့်ပြုထားလျာအကျွယ်သည်အခွင့်ကောင်းကိုယူလျက်ရုံးတော်တို့ဥတိုက်လျှောက်ထားခြင်းဖြစ်သည်သူကလည်းဤသို့ဥတိုက်လျှောက်ရန်နိုင်ငံသမားအချို့ကအကြံပေးကြသည်ယခုသူငှားလာသည့်ရှင်နေမှာ ပထမတန်းရှိနေဖြစ်တယ်။ဤမှုသည်မြန်မာနိုင်ငံ၏လောကအတွက်အရေးပါသည့်အမှုတစ်ခုဖြစ်လာသည်ဟုနိုင်ငံရေးအသင်းပင်တို့ကယူဆကြသည်။ရှိနေကကို သူတို့ပင်စူးစမ်းပင်းကြီးဟုအမှားခံကြသည်။မကြွယ်သည်မျက်နှာထားတင်းတင်းဖြင့်ကတိတည်ရနေသည်။အင်းကြီးဖြူပူလုံးကြီးအနီကိုဝတ်ဆင်ထားသည်။သူ့တက်မှာငယ်သေးသည်။သူ့နောက်တွင်မူပင်နေဝိမြမအညုသမီးတိုက်ကိုတွေ့ရသည်။ တို့ရနေထမ်းချမ်းမှာတင်းမာနေသည်မြမအမျိုးသမီးများဤကဲ့သို့ မလမပဝစင်ဒီကို တခါမှကျွန်တော်မတွေ့ခဲ့ဘူးပဲတို့ဒီနိုင်ငံရေးအတင်းတစ်ခုခုဤလဝဲဆောင်ဝါရီညာဖြစ်နေဟုထင်မိသည်တရားဥပဒေကပြည့်ရထားသည့်တရားမျှတမှုကို မကြွတရရမှရပါမလားတန်တရားစိတ်ဖြင့်လာရောက်ကက်ခက်ကအပိတ်ချင်းဖြစ်ရလိုသည်မကြွယ်ကိုဝတ်ချံသူခေါ်ကကြမ်းကန်ခံရသည်ကျွန်တော်စီရေးက အဝိဇ္ဇာအနေဖြင့်ထုတ်ထားသည့်ကြမ်းကိုမကြွယ်နှစ်ဖူးထက်စီသို့ပိတ်တင်ပေးသည်။မကြွယ်ကမမမကန်ထွက်ဆိုလျင်ကြမ်းစုပါစေသားဟုပြောဆိုသည်။ထို့နောက်ဥပေါ်ထွန်းကမကြွယ်ကိုစစ်ဆေးမိညာသည်။မကြွယ်ကပြပြတမျှကိုအစာဆုံးပြန်တော်သည်။အသေးစိတ်ပြောပြသည်။အခင်းချက်ပွားသည့်ညကသူသည်တရားခံ၏အခန်းတက်တဲ့အုပ်ဖတ်တွင်ရက်ဆောင်နေစဉ်သူ့ယောက်ျား၏အော်တန်ညကိုကြားရပုံထို့နောက်ပေ30မြင့်သည့် က်ခမ်းပြတိပေါက်မှာသူ့ယောက်ျားကြလာပုံတို့ကိုပြောပြသည်အเจ้าကတော့ရှင်းပါတယ်အင်ဂျီကိုလိုလက်ကျဲသေးကိုလိုအင်္ဂလိပ်နှစ်ယောက်ကသူ့ကိုခေါ်မေးပြီးပြန်တောင်းတယ်ရိုက်နှက်တယ်ရရင်နဲ့လက်လွန်သွားပြီးကျမယောက်ျားတီတော့မှာကိုတီတာနဲ့သူတို့နဲ့ဘာမှမဆိုင်လျံတတင်းပေါက်ကအောက်ကိုပြစ်ချလိုက်တာပါပဲမကြွေဆွဲဆိုချက်တည်းအဖြစ်နိုင်စရာအကြောင်းမရှိပဲတို့ဖြစ်ရာသူ့ဆွဲချက်ကိုခိုင်လုံအောင်တင်ပြရန် သူ့အားအခွင့်ရေးပေးရမည်မှာတရားရုံးတော်၏တာဝန်ဖြစ်သည်။ထို့ကြောင့်မကြွယ်ဆွဆိုသည့်လူသက်မှုကို ပထမစစ်ဆေးရမည်။မကြွယ်ဘက်ကတသက်ညာတင်ကြရမည်ဖြစ်ကြောင်းရှိနေရှိရတို့ကကြေညာလိုက်သည်။ထို့နောက်လိုအပ်လာရင်ပလိတ်ကဆွဲဆိုသည့်ပုံမှန်330အမှုကိုစစ်ဆေးရလိမ့်မည်။ဒုတိယရုံးတော်သို့ရောက်နေသည့်မချဲအားယခုလူသက်မှုတွင် သူ့မိတ်ဆွေဟာရုနှင့်အတူသူကိုယ်တိုင်မှလည်း လူသက်မှုတရားခံဖြစ်နေပြီဖြစ်ကြောင်းကိုနားလည်သဘောပေါက်ပါရဲ့လားဟုမေးရသည်။မချေကနားလည်ပါသည်။ရှင်းနေငားရန်အချိန်ပေးပါဟုပြောထားသည်။သူနှင့်အမှုကိုဒီဇင်ဘာ17ရက်ကိုရွှေ့ဆိုင်းလိုက်သည်။တရားခံလူငယ်နှုတ်အားခုခံချိပရန်အတွက်တိုင်ပင်ဆွေးနွေးရန်ရှင်းနေရှိရမြားငားရန်အချိန်ညညပေးလိုက်သည်။ထို့နောက်တရားခံနှုတ်ကိုအမှားကန်ပေးလိုက်လေသည်။ယုံချင်းရဲ့ဖြစ်သည့်ဒီဇင်ဘာ10ရက်တွင် ကျွန်တော်တင်ခါတိုင်းထက်ဆော့ပြီးရုံတို့ရောက်လာတယ်။ရုံကတွင် လူစုလူဝေးကြီးတစ်ခုကို ရှိနေသေးကိုသတိထားမိခဲ့တယ်။ဘုံကြီးများပိနေဝဲမြို့သမီးများလည်းရုံထဲသို့တိုးဝင်နေကြတယ်။ရုံကမှမကြေလာပင်ထိုပိတ်သက်အားလုံးထိုင်စရာနေရာရှိနေမှထင်မိ။စီးညားကပိတ်သက်ကို အတင်းတိုးဝင်အောင်တားဆီးထိန်ချုပ်နေရတယ်။ဘုံကြီးများအားထိုင်ကုန်များတွင် နေရာချထားပြရတယ်။ ြင်တွေ့ရသည့်ရှုခင်းကြောင့်စိတ်ရှုပ်လာသည်ဂတိကောက်ဖြစ်လာသည်ဤမှုကို တိုင်းသူပြည်သားတို့စိတ်ဝင်စားမှန်းကျွန်တော်သိသည်ထို့သောဤညအထိလှုပ်လှုပ်ရှားရှားဖြစ်လာလိမ့်မည်ဟုမထင်မိခဲ့ပင်ဘုန်းကြီးတို့သည်ရုံးပြင်ကနားသို့လာခဲ့သည်ယခုကျွန်တော်တွေ့နေရသူတို့မှာနိုင်ငံရေးဘုန်းကြီးများသာဖြစ်သည်အချို့မှာလှုပ်ဝက်နိုင်ငံရေးအသိဝင်များဖြစ်ဟန်တို့သည်ကိပညာအတက်တက်လည်းပါမည်ကြံကြံပုဂ္ဂိုလ်များလည်းပါမည် မိတို့ဖြစ်စေတာမန်ပြည်သူတို့ပေါ်တွင်ရင်းတို့၏ဩဇာညောင်းတီမှာယုံမားเสียမှရှိရဲ့သူတို့နှင့်အတူမျက်ထားတုံမုံမုံနဲ့ပင်နေဝဲအမျိုးသမီးများလည်းပါလာသည်သူတို့ကဗနကခက်ကမြမပြည်ကိုကိုစားပြုသူများဟု ကျွန်တော်ထင်သည်မြမတို့ကိုမင်းလောင်းကကတင်လိမ့်မည်ဟုယုံကြည်နေကြသူများဖြစ်ကြပါလိမ့်မည်ဟာရုနှင့်မချေကိုအားပေးရန်ဘယ်အင်္ဂလိပ်တယောက်မှယုံတော်တို့ရောက်မလာကြတိုးတော်လည်း အင်္ဂလိပ်တိုင်ဝမ်ကသူတို့ပေါ်များစွာကယူနာတကြသည်ရေမခနာကလပ်တွင်အရက်တောက်ရင်ဤကိစ္စ၌ဆူရကတရားဆွဲခိုင်းသည်မှာ မလိုအပ်သည့်လောက်ရဖြစ်ကြောင်းပြောဆိုနေကြသည်ဟုကျွန်တော်သိရသည်မကြွယ်ကလူတက်မှုဖြင့်တရားဆွဲလိုက်သည့်အခါသူတို့မှပို၍အံ့အားတင်ကဒေါသထွက်ကြရသည်အဆူရဘက်ကတော့ညံ့သည်ဟုသူတို့ကယူဆသည်အကယ်၍သာအဆူရကပုံမှန်330ဖြင့်စိုးကြံမတင်ခဲ့လျင် မကြွနဲ့အပေါင်းမတို့ကလည်းလူတက်မှုဖြင့်စွကျက်တင်းရဲညီမဟုတ်ဘူးသူတို့ယူဆကြတဲ့အရုကသူတပည့်အားရိုက်နဲ့ဆုံးမတီမှာပြုလို့တင်းသည့်အမှုတစ်ခုပဲဖြစ်တယ်ရင်းကို အပြည့်ဆိုးစရာမရှိတိုးတော့ပြတဲ့မှခုန်ချတီမှာဆိုသည်ဤကိစ္စတွင်လည်းအရုကိုအပြည့်ဆိုးရညီကအရုမှာတာဝန်ရှိသလားမကွဲချနိုင်သူတို့ပဲဗာချက်သည်ပိန်းစားဖြစ်သည်စိတ်မတည်ငြိမ်သူဖြစ်သည်ဤဒီမှာသူတို့ထင်မြင်ချက်ဖြစ်သည် ကနော်ဂျီဘုတ်ကလက်တွင်အင်္ဂလိပ်တယောက်ကဤသို့ဝေဖန်သည်ညီမတွေကိုမြှောက်ပေးတာ အခုတော့ထိန်းလို့သိန်းလို့နိုင်တော့ဘူးမဟုတ်လားအစိုးရကတရားစွဲတာကဟုတ်ပါတယ်လောက်သိတဲ့ကိစ္စပါပဲတရားဥပဒေရနှံ့တတဖြစ်စေတဲ့သဘောပေါ့ဒါပေမဲ့အခုလိုလူတက်မှုနဲ့မတရားစွဲချက်တင်လာတော့ကောင်းသေးရလားညီမတွေကောင်းထောင်လာပြီလေတွေးတကြကြဖြစ်လာပြီကျွန်တော်ကဟရုနဲ့မချေတို့ဘက်ကရှိနေလိုက်နေတာမဟုတ်ပါဘူး ဒီကောင်လေးနှစ်ယောက်ကလည်းအခြားလူငယ်တွေလိုပဲအနေထိုင်မတက်ကြတာအမှန်ပဲအများကြီးလိုသေးတယ်ဟုတ်ပါတယ်ဒါပေမဲ့သူတို့ကိုတကယ်ရာဇဝတ်ကောင်တွေလိုသဘောထားမယ်ဆိုရင်တော့မကောင်းဘူးမဟုတ်သေးဘူးအဲ့ဒါဘာသဘောလဲလဲရုံချင်းရောက်ပြီးတရက်ခွင်းတို့ကျွန်တော်တက်တည်ကရေဦးစွာ ရှေ့နေကြီးမစ္စတာမက်ဒွန်နယ်ကလျှောက်ထားတယ်သူဒီမစ္စတာတာဝက်နဲ့အတူဟာရုနဲ့မချေရိုးဘက်မှလိုက်ပါမည်ဖြစ်ကြောင်း တင်ကြပါသည်သူသည်ရာဇဝတ်မှုတွင်နမကြီးဝလုံတယောက်ဖြစ်လေသည်ဤမှုတွင်မတွနယ်လိုက်မီဆိုကြတဲ့ကစိတ်ဝင်စားမှုပေါ်လာကြသည်မတွနယ်သည်အပေါင်းအသင်းကောင်းသူတယောက်ဖြစ်သည်ကလပ်များတွင်လည်းမိတ်ဆွေအပေါင်းအသင်းများသည်သူစကားဝိုင်းတွင်အမြဲလိုလိုလူစီကားသည်ကိုသတိထားမိသည်တာမန်ဝလုံမဟုတ်သည်မှာသိကြသည်မတွနယ်ဤထူးခြားချက်မှာညှို့တဲ့ကောင်းခြင်းပင်ဖြစ်သည်သူမျက်လုံးအကြည့်တံကို ော်တော်လူမခံနိုင်ပဲစူးစိုက်ဆိုင်ကြည့်တဲ့တဲ့ဖြင့်ကြောက်လန့်လာကအယောင်ယောင်အမမဖြစ်လာပြီးပြောချင်ရာစွတ်ပြတ်ကြပါသည်ဒီနေ့ဖြင့်ရှင့်နေဝင်ငွေကောင်းကောင်းရလာသူဖြစ်သည်ဟုဆိုကြသည်ဥပဒေရေးရာနှင့်ပတ်သက်လျင်အင်္ဂလိပ်ကုမ္ပဏီချင်းများလောကကမတော်နယ်ကိုအားကိုးတိုင်မင်းသည်မတော်နယ်နှင့်အပေါင်းပါရှင့်နေများသည်အင်္ဂလိပ်ကုမ္ပဏီချင်းများ၏ဥပဒေကြံပေးအရာရှိများဖြစ်သည်ထို့ပြင်သူသည်လည်းအခြားအင်္ဂလိပ်ကုမ္ပဏီအတိုင်းဝန်းသည့်သူ မ္မာများနဲ့အယောနော်ပဲတတိတခြားအင်္ဂလိပ်စီဝင်နေတဲ့တွင်နေကျင်သူဖြစ်လေသည်မကြွယ်ဘက်ကတတိညာကိုနှစ်ရညဆစစရသည်တို့တိုင်အောင်အမှုအတွက်အထောက်ပံ့ဖြစ်နိုင်ပြီးထွက်ချက်တစုံတရာမပါရှိခြင်းအခင်းဖြစ်ပွားစဉ်ကဟရုခနဲ့တွင်ဗာဖြစ်တီကိုတော့ပြနိုင်သူတယောက်မှမရှိအော်ဟဲ့တညာကြသည်ထို့နောက်တည်င်းပေါက်မှဘာချစ်ကြလာတီကိုမြင်ရသည်ဟုသာအစ်စ်ခနိုင်သည် အခင်းဖြစ်ပွားသည့်ပတ်ဝန်းကျင်တွင်အခြေအနေကိုမိကလူသက်မှုဖြစ်ပွားသည်ဟာရုနှင့်မချေတို့ကဘာချီကိုတက်သည်ဟုကြံစရုပ်စုဟာကြံတာဖြစ်သည်သို့တော့ထိုဆုစချက်ကို လက်ခံရမည်သူအဆုံးဖြတ်ပေးရမည်သူမှာကျွန်တော်သာဖြစ်လေသည်မုခင်ဆရာဝန်၏တက်သည်ထွက်ချက်မှာလဲအရေးကြီးသည်ဘာချက်လောင်းကို သူကိုယ်တိုင်စစ်စစ်သည်ရိုက်နှက်ခံရသည့်ဒဏ်ရာဒဏ်ချက်မတွေ့ရဟုသူကထွက်ဆိုသည် ဒံယံများမှာအဲ့ပေါ်မှာကြသဖြင့်ရသည့်ဒံယံများသာဖြစ်သည်ဟုဆိုသည်ဤတွင် ကျွန်တော်ဘက်ကဆုံးဖြတ်ရမည့်အချက်တစ်ခုရှိလာသည်ယင်းမှာ လူတက်မှုတကယ်ကျူးလွန်မကျူးလွန်ဆိုသည့်အချက်ပင်ဖြစ်သည်အကယ်၍ဟရုနှင့်မချေတို့နှစ်ယောက်သည် လူတက်မှုကိုတကယ်ပင် ကျူးလွန်နိုင်စေအကြောင်းရှိသည်ဟုကျွန်တော်ဘက်ကထင်မြင်ယူဆလင်ဤမှုကိုဟိုက်ကုတ်တော်တင်ကစစ်ဆေးရမည်ဖြစ်သည်ယခုမူတရားခံဘက်ကဘာမှချိပါခြင်းမပြုရသည် တတိညာကိုလည်းကြံလဲမေကုံမရသေးနှစ်ဖက်ရှိနေညာကလည်းဘာမှမလျှောက်လိုက်ကြရသေးသူခန်းတွင်ဤသို့ဖြစ်ပြသည်ကုန်မူအခုကိုယ်တိုင်ကအစီစီခံကြတဲ့ဆောင်ကိုစာဖြင့်ရေးကလက်မှတ်တော်တင်ပြထားသည်တော်တော်ချင်းမှာကျန်းကျင်အစ်စ်ခံကြမဟုတ်ပေသူတင်ပြချက်တွင်ဤသို့ဆိုထားသည်ဘာချစ်ကိုစတင်မင်းနေစင်မှာပင်ဘာချစ်သည်တောင်းတော်ဤပြောကကြောက်ရွံ့တုံ့လှလာသည် ြမြင့်ပေါ်လှည့်လိုက်သည်အရုကမေးစရာရှိသည်လို့ကိုစိတ်မေးသည်ဘာချစ်ကစူပူအော်ဟစ်ကရတဲ့မှာခုန်ချသည်ထိုအချိန်တွင်အရုအခန်းထဲ၌မဖြစ်သည်ကိုအသေးစိတ်သိရသည်ကျွန်တော်ကိစ္စမဟုတ်လူသက်မှုကျွလွန်နိုင်ခြင်းရှိမရှိဟုတ်မဟုတ်ဆုံးဖြတ်ရမ်းတာဖြစ်သည်အကြောင်းလုံလောက်ဤမလုံလောက်ဤကိုချိန်ဆရမည်ဖြစ်နိုင်သည်ထင်လျင်ဆက်ရှင်တရားရုံးသို့လူသက်မှုဖြင့်စွကြက်တင်ရမည်ကျမ်းနာရသမျှဆိုရင် မကြွယ်ရေးဆွချက်တည်းမဖြစ်နိုင်စရာမရှိလားဟုယူဆရမည်။အကင်းပြပွားရာနေရာသို့ဇုံတယောက်ရောက်သွားမည်။လူစုလူဝေးတစ်ခု တွေ့သည့်ဖြင့်ရက်ကြီးရာတိုက်ပေါ်တမ်းမှ အကူအညီတောင်းဆိုင်များကြားရမည်။ထိုတန်များကိုစက်တိုက်ကြားပြီးနောက်ပြတင်းမှလူတယောက်ကြက်လာသည်ကိုတွေ့ရမည်။ဤသို့လျှင်မတရားမှုတစ်ခုခုတော့ဖြစ်နေပြီဟုယူဆနိုင်စရာရှိလာမည်။သို့တော်လည်းယခုကိစ္စတွင်အရေးကြီးသည့်ကိုလိုချက်တစ်ခုရှိနေသည်။ အရုပ်နေသည့်အဆောင်ကြီးမှာသုံးတက်ဖြစ်သည်တိုက်ခန်းတွေအများကြီးရှိသည်အင်္ဂလိပ်တွေအများကြီးနေကြသည်အခင်းဖြစ်ပွားသည့်တွင် သူတို့မပါဝင်သူတို့လည်းဘာမှမသိလိုက်ကြအတန်များကို ကြားလဲမကြားလိုက်ကြတဖန်အခြားစိတ်ကများဘက်ကရနေတန်ကြားသည်အော်ဟိတန်များကြားသည်ဟုဆိုသည်ဤသို့ဖြစ်လျင်ထိုအကြောင်းကိုသူတို့ဆရာသမားများထံဘာကြောင့်အကြောင်းမကြားတယ်လဲအတိမပေးတယ်လဲမတိုင်ကြားတယ်လဲတို့ဖြစ်ရာ ကျွန်တော်ကဤတို့ယူဆသည်။အော်ဟေတန်ညာချတီဆိုရင်ဂျင်းတို့မှာရိုက်နေတော့ကြောင့်အော်ဟေတီမုံနိုင်။အစီကံများစိတ်ထဲတွင်အော်တန်ညာချရသည်ဟုထင်ကျင်းတာဖြစ်နေ။သို့မဟုတ်ရင်ကသူတို့လောက်ကြံပြောဆိုကျင်းတာဖြစ်ရမည်။ဆရာဝန်စစ်ချက်ကကျွန်တော်ယူဆချက်ကိုအတည်ပြုနေတယ်။သို့ဖြစ်ရင်ဘာချီအော်ဟေတန်ချရသည်။ပြီးတော့အတင်းပေါက်ကဘာချီချလာသည်။သို့တော့ဘာသက်တည်မှမရှိဘူး။ ဤချက်မျှတာထင်းထင်းကြီးကြံရခဲ့တယ်။ဒီဇင်ဘာ7တွင်အမှုကိုစီရင်ချက်ချရန်သာရှိတော်သည်။သို့ဖြစ်ရာအင်္ဂလိပ်နှစ်ယောက်ကို တရားရှင်လှုပ်လိုက်ပြီးစီရင်ချက်တွင်ဤသို့ဖြစ်ဆက်ကအမိန်ချလိုက်သည်။အခုခနေ့တွင်ဘာတွေပြပြတည်ကမသိမရှင်းလင်းသို့တော်လူတက်မှုအဖြစ်ပွားဒီမှာတည်ကြသည်အထုကဘာချစ်ကိုရနေသလားနှိမ့်ဆက်သလားမနှိမ့်ဆက်ဘူးလားနှိမ့်ဆက်ခက်လျင် ဘာအကြောင်းတွေကြောင့်နှိမ့်ဆက်ရတယ်လဲဘာချက်ကဘာကြောင့်ပြင်းပေါက်ကကုန်ချရတယ်လဲဘာချက်ကုန်ချရခြင်းနဲ့သူ့ဘေပုံအနှိမ့်ဆက်ခံရတယ်လဲဆိုသည့်အဆက်အဆက်အီမှုတွင်အရုဘက်ကမိတို့တာဝန်ရှိသည်မိကဲ့သို့သောရာဇဝတ်မှုမျိုးကိုအရုကျွလွန်သည်ဆိုသည့်ကိစ္စတို့ကိုပလိတ်ကဆွဲဆိုထားပြီးယခုမစစ်စစ်သေးပဲထားသည့်ပုံမှန်330နဲ့စွတ်ချက်တင်သည့်အမှုတွင်သာအကြောင်းဝင်သည်ဖြင့်စစ်စေးကြနာက အဆုံးဖက်ပြရမည်ဖြစ်လေသည်ကျွန်တော်၏စင်ချက်ကိုဘုန်းကြီးများကငင်းငင်းသက်သက်နားထောင်ကြသည်ညတော်ထားတင်းတင်းနဲ့အမျိုးသမီးတိုက်ကလည်းအေးအေးဆေးဆေးနားထောင်သည်စင်ချက်ကိုအင်္ဂလိပ်လိုဖတ်ခြင်းဖြစ်သည်နားဟိဝတ်ကြောကြောကြအောင်ဖတ်ရသည် အင်္ဂလိပ်လိုဖြစ်ရာဘုန်းကြီးများ နားမလည်သည်မှာသိကြသည် ကျွန်တော်အကြောင်းပြချက်များကိုလည်းအစမှရောအဆုံးမှပါနားမနေကြမည်အမှန်ပင်ဖြစ်သည် သို့သောဤစင်ချက်မှာ တရားခံကိုတရားရှင်လှုပ်လိုက်သည့်စီရင်ချက်ဖြစ်ဒီကုန်မူသူတို့နားလည်ကြသည်တုတ်တယ်အောင်မကြည်မနဲ့ဖြစ်ဒီမှာအကြောင်းရှိရနေဤမှုကိုကျွန်တော်ကင်တွယ်စစ်ဆေးပုံမှာတိကျသည်ဗတ်မလိုက်သည်ကို သူတို့နားလည်ထားရနေတက်တေထွက်ချက်များကိုသူတို့ကိုယ်တိုင်ကြားသိရပြီနော်စွဲချက်မှာ မလေးနဲ့တီကိုအိစားမိရနေထို့ကြောင့်မယ်ရုံးကမ်းမှထွက်ကြတေကသူတို့မျက်နှာများ၌ဒေါသစိတ် တစုံတရာမတွေ့ရခြင်းဖြစ်သည်သို့မဟုတ်လင်ကကျွန်တော်စီရင်ချက်ကိုဘာသာပြန်ဆိုပြီးနောက်လူသက်မှုဝိထုတပုတ်ဖတ်ရသည်တဲ့ဘာမှမထူးကြဟုသဘောပေါက်သွားသောကြောင့်လားအေးစစ်စစ်ထွက်တော်ကြခြင်းဖြစ်နိုင်သည်အတိနေမနဲ့တွင် ကျွန်တော်၏စီရင်ချက်အတိအကျကိုသတင်းစာများ၌အပြည့်စုံဖော်ပြထားသည်ကိုတွေ့ရသည်အင်္ဂလိပ်ညာသည်ကျွန်တော်စီရင်ချက်ကို စိတ်အားထက်သန်စွာဖတ်ကြသည်ထိုနေ့ညနေတွင် ဘကူကလက်တို့ကျွန်တော်ရောက်သွားတယ်အလောင်းကဝမ်းသာအယစီကျုံနှုတ်ဆက်ကြတယ်အရက်တော့ဒီနေရာတွင် အင်္ဂလိပ်ကုနာကြီးများမှမနေကြများစီဝေးတွတ်ဆုံနေကြတယ်ကျွန်တော်မှာသူတို့ပေးတဲ့အလဲတွေတိုင်တယ်စရာ ပုဂ္ဂိုလ်တယောက်ဖြစ်နေတယ်ချီကျူကြတဲ့များတယောက်ပြီးတယောက်ပေါ်လာတယ်မတရားဆွဆွချက်ချက်ဒုက္ခရောက်ရတော့မြေအင်္ဂလိပ်သူငယ်ကလေးနှစ်ယောက်ကိုကျွန်တော်ကကတင်လိုက်သဖြင့်ဂျီနူးဝမ်းသာဖြစ်နေကြတယ်ကျွန်တော်အစီရင်ချက်တွင် စကလုံးသုံးလုံးပုံကို၎င်းစွတ်ချက်တင်လာသည့်မှုသွားအမှုလာကိုကွက်ကွက်ကုံငယ်ပေါ်လင်းအောင်တင်ပြထားမှုကို၎င်းမတရားလိစေထားသည့်စွတ်ချက်များချိန်ဖြတ်လိုက်ပုံတို့ကို၎င်းထောက်ပြကချီကျူးမဆောင်ချီကြသည်ထို့ခက်တဲ့တွင်မူကျွန်တော်မှာအညံ့ရတာခံစားနေရသည်ဟိုလူကအရက်တစ်ခွက်လာတိုက်ဒီလူကအရက်တစ်ခွက်လာတိုက်ဖြစ်နေသည်ပြီးတော့သူတို့ဒီအပြစ်တစုံတရားမရှိသောလူငယ်ကလေးတယောက်သာဖြစ်သည်ဟုပြောဆိုသည် ချိုကကျွန်တော်မှာနေမတိထိုင်မသာဖြစ်လာသည်အတက်မသာဖြစ်လာသည်ပလိုက်ကဟရုအားစောချက်တင်ထားသည့်အမှုမှာယခုတိုင် မစစ်ဆေးရသေးပဲရှိနေသည်ဟရုဘာတွေကျူးလွန်ကြတယ်လဲဆိုသည်ကိုအစောကျွားသည်ပင်အပြစ်မရှိဟုလွတ်လွတ်ကျွတ်ပြောနိုင်သည်ပင်ဟရုဘက်ကတခုခုလောက်ခဲ့သည်မှာနေကြသည်ထို့ကြောင့်သာသူ့ကိုတစ်ဖက်ကဤမျှနာကြည့်နေခြင်းဖြစ်သည်မြမအခိုင်းစိတ်တို့သည်အင်းရှင်တခင်နှင့်ပြပြလေ ပေါင်းတင်ဆက်ဆံကြသူများဖြစ်သည်နောက်ဆက်တွဲစီရင်ချက်တွေထွက်လာနိုင်စရာရှိသည်ဟုယုံကြည်နေလျာယခုလိုချီချူးခံရလျင်ကျွန်တော်မှအနေရကလာသည်တွင်ကြားတွင်ဂျူဘလီဟော၌ကာဖွဲတစ်ခုရှိသည့်ဖြင့်ကျွန်တော်ရောက်သွားသည်ပွဲတည်လျင်အပြင်ဘက်၌ရပ်ထားခဲ့သည့်ကားစီယာသို့ပြန်လာတွင်ကျွန်တော်ကားနှင့်ရှင်ရက်နေသည့်ကားထဲ၌ဘကိုတိုင်မင်းကြီးစုဂရီဘလီထိုင်နေသည့်ကိုတွေ့လျက်ရသည်ကျွန်တော်ကိုမြင်လျင်သူကမင်းစင်ချက်ကကောင်းလေကွာ နောက်တစ်ခုမှလည်းဒီအတိုင်းဖြစ်ရမှာပဲဟုမှတ်ချက်ပေးသွားသည်စုဂရီပလီဒီကျွန်တော်အထက်လူကြီးဖြစ်သည်အထက်လူကြီးကလလလလကုတ်ကိုချီချူသွားသည်ဆိုရင်အချို့ပုဂ္ဂိုလ်တို့မှာကျင်းနဲ့နှစ်သိပ်ဖြစ်ကြလိမ့်မည်ကျွန်တော်အဖို့မူကလပ်တွင်ကြားခဲ့ရသည့်စကားတို့ကြားထိတ်လန့်တုန်လုံးမိလေသည်စိတ်ထဲမှာလည်းပူပန်လာသည်ထိတ်လန့်မိခြင်းမှာကျွန်တော်သည်သူတို့နှင့်တလီသေးစီတခီးရဲသွားဖြစ်တော့ကြောင့်ဖြစ်သည်တုန်လုံးမိခြင်းမှာယခုဆိုရင် ရှေ့ဆက်၍ဤသို့ဆောင်ရွက်ဆုံးဖြတ်ရမည်ကို ပြည်သက်သက်သာမြင်နေပြီဖြစ်ပါလေ။ကိုထေမင်းကျက်အတိုင်းပြောဆိုလုပ်ကိုင်နိုင်ပါမလားဟုဝေခွဲမြန်းနိုင်ဖြစ်လာတော့ကြောင့်ဖြစ်လေသည်။